စကားနာမထောင်တဲ့ယောက်ျားတွေကလှောင်ဝင်ထဲမှာပိတ်ခတ်ထားရပါမယ်အထူးသဖြင့်ဖောက်ပြန်ထားတဲ့ယောက်ျားတွေဆိုရင်ခွေးတွေတဲအစင်နေသွားပါမယ်အဲ့ဒီနေရာကိုရောက်ပြီးဆိုတာနဲ့ထွက်ပြေးလို့မရတော့ပါဘူးဒီနေရာမှာတော့ဘာမဆိုမိမတွေပဲဥဆောင်ပြီးအာနာယံကြည်ပါတယ်ယောက်ျားတွေကပတ်စံရှာပြီးအိမ်ကိုလှုပ်ကြွေးရုံနဲ့မကဘူးမိမကိုလည်းပြောအောင်ထားပေးရပါမယ်။စကားနာမထောင်တဲ့ယောက်ျားဆိုရင်တန်ကျိုးတွေနဲ့ခြိထားခံရပြီးအလုတ်သွားလုပ်တဲ့အချိန်တော့မှမဖြေပေးပါဘူး။မိမရဲ့စကားကိုနားထောင်မှယောက်ျားကုံသေးကအနှဲငယ်ချံပြီးမှဖြစ်ပါတယ်။ဖောက်ပြန်တဲ့ယောက်ျားတိုင်းဒီလိုအိမ်အစ်စ်လေးတစ်လုံးလက်ဆောင်ရပါလိမ့်မယ်။ မိမတွေစိတ်ချမ်းသာရင်သူတို့ကိုရေချိုတလုံးလောက်တိုက်မှဖြစ်ပြီးစိတ်မချမ်းသာဘူးဆိုရင်တော့မိုးရေတွေကိုပဲတောက်ရပါလိမ့်မယ်။သူတို့ရဲ့ထုံစံတွေမှာမိမတွေပဲယောက်ျားကိုတင်နောက်တာဖြစ်ပြီးယောက်ျားမကပတ်စံကိုယူပြီးပြီးဆိုရင်သူတို့ရဲ့သားမီးဆက်ဆံရေးပြတ်သွားမှာဖြစ်ပါတယ်။မိမအိမ်မှာနေလို့ကောင်းမကောင်းဆိုတော့သူနဲ့မဆိုင်တော့ပါဘူး။ယောက်ျားတွေမိမအိမ်ရောက်သွားပြီးဆိုရင်စည်းကမ်းတွေကိုလိုက်နာရပါမယ်။မိမကိုပဲဦးစားပေးရပြီးအိမ်ရင်းမှုကိုအပိုင်တိုင်းလုပ်ပေးရပါမယ်။မိမစကားကိုလည်းနားထောင်ရပါမယ်။တခြားမိမကိုလည်းစိတ်ဝင်စားလို့မရပါဘူး။ ိယာထားနောက်ကြရင်လည်းတန်ကျိုးနဲ့ခြိတာခံရတတ်တယ်။ညဆိုရင်ရီးပဲတောက်ရပါမယ်။ရလာတဲ့ပတ်စံကိုလည်းတပြားမှမကျန်မိမကိုပေးရပါမယ်။ဒါပေမဲ့လည်းအတန်းငယ်ပြီးတော့တခြားနေရာကနေလက်ထက်လာတာမကြသေးတဲ့ကောင်းလေးတချို့ကစီးရန်ကိုတီလျက်နဲ့တမင်တသက်ဖောက်ပြန်တတ်ပါတယ်။အဲလိုဆိုရင်ဖောက်ပြန်လိုက်တဲ့ကောင်းလေးကတသက်လုံးနေဖို့အတွက်အိမ်လေးတစ်လုံးကိုလက်ဆောင်ရလာမှာဖြစ်ပါတယ်။တခြားလူတွေတို့လိုလိုမမအောင်လို့လောင်ရင်ကိုလူတွေအများတန်းသွာလာနေတဲ့နေရာမှာထားပြီးပါတယ်။လောင်ရင်ရဲ့ပတ်ဝန်းကျင်မှာမြက်တွေနဲ့ချင်းတွေအများကြီးရှိပါတယ်။နေရာဒီမှာဆိုရင်ချင်းကိုက်လိုတကူလုံးအဖုတွေနဲ့ပြည်နေပါမယ်။ ။ဆောင်ရည်ဒီမှာကြာတော့အထဲမှကွေးနေရပြီးဘိတ်ပြအောင်စားလို့မရတဲ့အပြင်ပတ်ဝန်းကျင်မှာထောင်ချောက်တွေအများကြီးဆင်ထားပေးပါရယ်။ထွက်ပြေးရရင်ခြေလေးလက်တွေကြိုးတက်ပါရယ်။စားတော့တာကောကျင်ကြီးကျင်ငယ်စွန်တာကောတနေရာထဲမှာလိုရတာမလို့အရန်ခက်ခဲနေပါရယ်။အလို့လောင်ရင်ထဲမှာနေရတဲ့လူအများစုကတနေ့မပြေခင်မှာယူသွားကြပါရယ်။ ောက်ပြန်တဲ့အချိန်မှာပြောခဲ့သလားအခုဆိုအရန်ခံရခဲ့ပါတယ်။ကံကောင်းတာကသတင်းတော့ကသူ့ကိုတနာလို့ဒီကောင်လေးလွတ်သွားပါတယ်။ဇပင်နဲ့မိုးစိတ်မွေတွေကိုရိပ်ပြီးတဲ့အခါမှာသူ့ရဲ့ရုပ်ကိုကောက်ကောင်းလေးမြင်ရတော့တယ်။ဒါပေမဲ့သူစိတ်တန်ရရသွားတဲ့အတွက်လမ်းဘေးကအနေကြီးကိုတော့လှည့်မကြည့်ရပါဘူး။ကံကောင်းတာကတော့သူလွတ်လပ်ရေးပြန်ရပြီဖြစ်ပြီးထက်ချောက်စရာမလိုတော့ပါဘူး။အနာကကောင်မလေးကိုယူမယ်ဆိုရင်လုံးဝစိတ်များလို့မရပါဘူးနော်။မမတို့အဲ့ဒီထုံစံကိုသဘောကျသွားပြီလား။ဒီကောင်လေးကတော့အေးအေးကုန်းနေရင်းနဲ့သတိမထားမိပဲနဲ့ခြေတော့ပေးသွားတဲ့အခါမှာတ िश ူးနဲ့သွပါတယ်။ ောက်ထပ်တစ်ခါမှလည်းအဆင်မပြေဘဲနဲ့အင်နာတွေကတ िश ူးတစ်လေလုံးကုံသွားခဲ့ပါတယ်တ िश ူးတွေကုံသွားပေမဲ့အီးတွေပင်နေတဲ့ပင်ကားတော့မပြောင်းသေးဘဲနဲ့ဘေးအင်နာကသူစီကနေတ िश ူးလှမ်းပြီးတော့တောင်းပါတော့တယ်ဘေးအင်နာကသူကနှကြက်တက်ပြီးတော့ရုပ်ရှင်ကြည့်နေတော့ကောင်လေးတောင်းတာကိုမကြားပါဘူးအဲ့တော့ကောင်လေးကတိတိလေးတ िश ူးလှမ်းယူဖို့လုပ်ပြီးမဲ့လေဝါတို့ကြီးကကောင်လေးရဲ့လက်ကိုတွေ့တဲ့အခါမှာရိုက်ချလိုက်ပါတော့တယ်တတိကလေးဖုန်းခေါ်နေတဲ့အခါမှာဖနှက်ချွတ်ပြီးတော့နန်းစုံနေတဲ့ချေးအင်းနဲ့ပဲကိစ္စကိုရှင်းလိုက်ပါတယ်။ချေးအင်းမှပေးနေတာတွေ့တော့မှပဲဖင်ပြောင်သွားတယ်လို့ခံစားလိုက်ရပြီးတော့မှချေးအင်းမရှိဘဲနဲ့အလုပ်ကိုသွားရပါတယ်။ အဲ့ဒီခြေကိုတော့အင်တာကွယ်လေးကိုဆွဲချလိုက်ပြီးတတိကလည်းဖုန်းခေါ်နေပြီဖြစ်ပါတယ်အတွင်းကံဝေးကြည့်တဲ့အခါမှာတော့ပင်နေသေးတာတွေ့တဲ့အခါမှာအတွင်းကံကိုလည်းကလင်းပြစ်လိုက်ပါတော့တယ်လက်စည်းကိုလည်းချွတ်ပြီးတော့အောင်နေတဲ့အခါမှာဝါတို့ကြီးကလည်းရုပ်ရှင်ကိုအာယုံဆိုင်လို့မရဘူးဆိုပြီးတော့လှမ်းတော့ပြောလိုက်ပါတယ်တတိကလည်းဖုန်းနေစတဲ့ခုံနေပါပြီအဲ့တော့အင်ကြီးကိုဖြဲပြီးတော့ထက်ပြီးတော့ကိစ္စကိုရှင်းပါတယ်အင်ကြီးစားကိုကြည့်လိုက်တဲ့အခါမှာတော့မပြေတော့ဘူးဆိုတော့မှစိတ်ချသွားပြီးတော့နန်းကြည့်လိုက်ပါသေးတယ်ဟုတ်ကဲ့အင်ကြီးအပြေဆုံးပြောင်းဝင်ပြီးတဲ့နောက်မှာတော့အစီဝေးသွားဖို့လုပ်ပါတယ် တရေကအင်နာရှိကိုရောက်လာပြီမဲ့ဘိုက်ကထက်ပြီးတော့နာနေသေးတာကြောင့်မဲ့တရေစီကစာရွက်နဲ့ပဝါပါယူပြီးတော့အင်နာစီကိုထက်ပြေးရပါတော့တယ်။တရေကလည်းကောင်းလေးဘာလို့နေမှမသိတော့អော်ပြီးတော့မေးလိုက်ပါတယ်။